အိမ်မှာတော့မိရမုံပြတလက်ကြိုက်လို့မကြာခဏမုံပြတလက်လှစားဖြစ်ပါတယ်။ကို့အိမ်မှာကိုလို့တော့ပဲပြုတ်မြမြနဲ့စားရတာပေါ့နော်။အဓိကကတော့ဆန်မုံလိုပါတယ်။ yeast လို့ခေါ်တဲ့တဆေးလိုပါတယ်။ပြီးတော့ပဲပြုတ်လိုတယ်ပေါ့နော်။ပဲပြုတ်ကိုတော့ချီလေးကဈေးသွားတဲ့အခါမှာတဆေးသားဝယ်လာပြီးတော့ရေခဲတစ်တာ ခဲခန်းထဲမှာသိမ်းပါတယ်။လုံမဲနေရောက်တော့မှညရေကရေခဲတစ်တာအောက်ခန်းကိုချထားပြီးတော့မနက်ကိုလှုပ်ပါတယ်။မုံနေကိုညရေကဆက်ပြီးတော့လေတခါတည်းနှက်ထားပါဗါဒါမှမနှက်ဆိုရင် မုံကပေါ့နေတာပါ စားနည်းနည်းထည့်တယ် yeast ကိုကြတော့လက်ဖက်စားစွန်းတစွန်းစာလောက်ထည့်ထားပါတယ်စံမှုကတော့လေစံချိန်ခွက်နဲ့တစ်ခွက်ခွဲကြော်ကြော်လောက်ရှိတယ်ဗောနော်ပြီးရေကိုနည်းနည်းစစ်စစ်ထည့်ပြီးခုလိုကြဲကြဲလေးအနေထားရသည်ဒီဖြောပြီးတော့တ냐နှစ်ထားပါတယ်ခုကတော့မနဲ့ရောက်ပြီဆိုရင်မုံလေးကပွားနေပြီပေါ့နော်အဲမုံပွားလာပြီးတော့လေမုံနှစ်သားနည်းနည်းပစ်လာတယ်ထင်လို့ရေလေးနည်းနည်းထည့်ရောထားပါတယ်အပြစ်ကျရတော့ခုစိတ်ကြရောလို့ရပါတယ်ဘလိုပဲဖြစ်ဖြစ်စားကောင်းပါတယ်နော်ဒါဆိုရင်တော့မုံလို့ဖို့အဆင်သင့်ဖြစ်နေပါပြီ ချီလီမြေအိုးလေးဝယ်ထားပေးမယ်လေမြေအိုးလေးကနည်းနည်းအိုးကျင်တာအဆင်မပြေလို့တာမပြီးကက်ကက်နေတော့ဒီအိုးအဟောင်းလေးနဲ့ပဲလုဖြစ်နေရပါတော့ဒီအိုးလေးကလေမုံပြားသလက်လုံရင်တော်ပဲပေါ့အယုံစောကိုစီနဲ့နဲ့ထည့်ပြီးတော့အိုးမကတ်အောင်ပေါ့နော်ပိုးပတ်လေကိုစီလေးနှံ့အောင်လုပ်ပါတယ်ပြီးရင်တော့မုံနှစ်ရည်ကိုနှစ်စွန်းထည့်တယ်ပြီးတော့ပဲပြုတ်ထည့်ပြီးတော့မီးအလယ်လက်လေးတစ်ထောင်လောက်ပေါ့နော်တစ်ထောင်1300လောက်နဲ့အဖုံးအုပ်ပြီးတော့3မိနစ်လောက်ထားပါတယ် ဒါဆိုရင်တော့၃မိနစ်ကျော်ပြီဆိုရင်တော့လေမုံပြတက်လက်လေးရရပါပြီ။နှမ်းထောင်းနဲ့တွဲဆောင်မှဖြစ်လို့နှမ်းရဲ့စားရဲထည့်ပြီးတော့ထောင်းထားပါရယ်။ဒါကိုစီလေးဆန်းပြီးတော့တို့စားရင်မုံပြတက်လက်နဲ့လိုက်ပါရရှင်။ခရမ်းချင်းဒီပန်ထရီဖြော်တို့ပြီးတော့မကြီးနစ်နဲ့ဖြော်ထားတဲ့ချင်းဆက်အချင်းတို့နဲ့တွဲစားရင်လည်းလိုက်ပါရရှင်။ မုံပြသလက်ကလောက်ရတာလွှဲပြီးတော့အမေအများကြီးလည်းမလို့တဲ့အတွက်ကြောင့်အလွယ်တကူလှုပ်ရှားလို့ရအောင်မျှော်ဝေပေးလိုက်တာပဲဖြစ်ပါတယ်။နောက်ထပ်ဒီလိုဗီဒီယိုတွေကြည့်ရှုနေတဲ့ဆိုရင်တော့ Chili Favorite Food ကို Like and Follow ပြုလုပ်ပေးထားကြပါရှင်။